Thank you. မနက်ခင်မရှင်ကျမကတော့ချီချိုဆမ်းမ DPPO မြန်မာကြားရဲ့မနက်ရှင်နိုင်သတင်းတွေကို တင်ဆက်ပေးပါရမယ်မြန်မာနိုင်ငံသတင်းတွေကမ္ဘာသတင်းတွေနဲ့အတူအားကစားသတင်းတွေကိုလည်းရှုစားကြည့်ရမှာပါရှင် KNPP နဲ့ KNU အဖွဲ့တွေ NUCC ရဲ့ကောင်စီဝင်အဖြစ်ကနေယာယီရက်ဆိုင်သွားတာဟာ NUG နဲ့ CRPHO ရဲ့ပြောဆိုဆွေးနွေးမှုတွေကိုလက်ခံဖို့ခက်ခဲတာကြောင့်ဖြစ်တယ်လို့ကောင်စီအဖွဲ့ဝင်တွေကပြောပါတယ်ဒီသတင်းကိုအောင်သူပေးပို့ထားပါတယ်ရှင် ကရင်မျိုးသားစီယုံ KMU နဲ့ကရင်ပြည်မျိုးသားတုတ်တရေးပါတီ KMPP အဖွဲ့တွေကအမျိုးသားညီညွတ်ရေးအတိုင်းအမြန်ကောင်စီ MUCC ရဲ့ကောင်စီဝင်ဖြစ်ကနေယာယီရဆိုင်သောစာကိုနိုဝင်ဘာလ18ရက်နေ့က MUCCC ကိုပေးပို့ခဲ့တာပါ KMPP နဲ့ KMU အဖွဲ့တွေက MUCC ရဲ့ကောင်စီဝင်အဖြစ်ကနေယာယီရဆိုင်သွားတာဟာအဲ့ဒီအဖွဲ့တွေနဲ့ MUCC ကြားကညှိနှိုင်းဆွေးနွေးမှုအဆင်မပြေတာတွေကြောင့်မဟုတ်ဘဲ MUCC ထဲမှာပါဝင်နေတဲ့ကောင်စီဝင်တွေကြားကလက်ခံမှုခံခဲ့တဲ့ဆွေးနွေးမှုတွေကြောင့်ဖြစ်တယ်လို့အမျိုးသားညီညွတ်ရေးအတိုင်းပင်ခံကောင်စီဝင်ဦးတိုးကျော်လှိုင်ကပြောပါတယ်။ CRBH ခေါင်းဆောင်ပိုင်းတွေက2008ဖွဲ့စည်းပုံအရ2020ရွေးကောက်ပွဲရလဒ်ကိုအကောင့်ထဲဖော်ဖို့မဟုတ်ဘဲတော်လှန်ရေးအတွက်အတိမတ်ပြုအသုံးချဖို့ပြောဆိုထားပေမဲ့အဲ့ဒီအပေါ်ဆွေးနွေးကြတဲ့ဆွေးနွေးမှုတွေမှာတခါတလေမှာအဆင်မပြေတဲ့ပုံစံမျိုးတွေဖြစ်လာတာတွေရှိတယ်လို့ဆိုပါတယ်။ 像那路的，那他们那些预告牌也拉过，那他们说，democracy 没有那个预告牌，没播报，没新闻，哪一路？那他们讲，那他们讲 democracy 没有预告牌，播报哪一天吧？播报哪一天？假如说来，说在他们说的，哎，下底就没有，过来被偷跑，不要不要来了，没有事。 တော့အဲ့ဒီဟာဒီမိမိအစုအဖွဲ့တစ်ခုရဲ့ရည်တည်ချက်ပြရအဖြစ်ဖြစ်စေမိမိအစုအဖွဲ့တစ်ခုရဲ့မူအဖြစ်ဖြစ်စေအဲ့ဒါကကျွန်တော်တို့ဘာမှပြောစရာမရှိပါဘူးနော်တော်တော်လည်းပဲအခြားအင်အားစုများနဲ့ဆွေးနွေးတဲ့အခါမှာတော့အခြားအင်အားစုတွေကပါအဲ့ဒီလိုအယူအဆအဲ့ဒီလိုမူဖို့ဟိုလက်ခံပေးရမယ်ဒါပေါ့နော်လို့တော့တူပေးရမယ်ဆိုတဲ့ဟာမျိုးကတော့လည်းပဲ အချို့အခြေအနေတွေမှာအခက်အခဲရှိနိုင်တယ်ဆိုတာမျိုးလည်းပဲအဲကျွန်တော်တို့ထောက်ပြပြောဆိုခဲ့ဘူးလားမျိုးဖြစ်ပါတယ်ဒါဟိုဒီလိုအခြေအနေတွေဒီလိုအကြောင်းခံနေလည်းပဲအချို့ဆွေးနွေးမှုတွေမှာပေါ်ပေါက်ခဲ့တာမျိုးရှိခဲ့တာဖြစ်ပါတယ်အမျိုးသားညညရေးအစိုးရ MUG နဲ့ပြည်တော်စုတော်ကိုစားပြုကော်မတီ CRPH2 ဘက်က 2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုဖျက်သိမ်းကြောင်းလက်ခံထားပေမဲ့အဲ့ဒီဖွဲ့စည်းပုံအခြေခံဥပဒေအရဆောင်ရွက်နေတဲ့ကိစ္စမျိုးတွေကိုဆက်လက်ကင်ဆယ်ထားတာတွေအပြင်အတွင်ကုပြောင်းရေးဆိုင်ရာဂျာကာလာအစိုးရဖွဲ့စည်းဖို့လိုအပ်တဲ့ဝန်ကြီးဌာနတွေဖွဲ့စည်းနိုင်ရေးဆိုင်ရာဆွေးနွေးမှုတွေမှာသဘောထားမတူညီမှုတွေဖြစ်ပေါ်ခဲ့တာပါ KMU ကပြပလာတဲ့စာမှာတော့သူတို့တွေဟာစီရင်တဲ့အုပ်ချုပ်ရေးကိုတပြိုင်တည်းလှုပ်ဆောင်နေရတဲ့အချိန်မှာ MUCC ရဲ့ဆွေးနွေးတဲ့မူဝါဒတွေက အထွေထွေပိုင်းဆိုင်ရာတွေကိုအဓိကထားဦးစားပေးနေတာကြောင့်မူဝါဒပိုင်းဆိုင်ရာလုံဆောင်ချက်တွေမှာအဆက်အဆက်မရှိဘဲကွာဟနေတာတွေကြောင့်လို့ဖော်ပြထားပါတယ်။ KNPB ရဲ့စာထဲမှာတော့ Bottom Up Federalism ကိုဆောင်ရွက်တဲ့အခါမှာ တကယ်ကိုယုံကြည်လက်ခံပြီးလက်ရုံးညီထွေဖြစ်အောင်ဆောင်ရွက်ဖို့လိုတယ်လို့ရည်သားထားပါတယ်။ပြည်တော်စုတော်ကုစားမြို့ကော်မတီ CRPH ဘက်က2020ရွေးကောက်ပွဲရလဒ်ကိုကင်ဆယ်ထားပြီးမြန်မာနိုင်ငံမှာလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲမပေါ်မချင်း CRPH ကဆက်ရှိနေမှာ ဖြစ်တယ်လို့ဥရေပြူရေးအာနာဟာ CRPH မှာရှိရမယ်ဆိုတဲ့အချက်အပေါ်ကင်နီမျိုးသားတုတ်တေးပါတီ KMPB ကမဖြစ်သင့်တဲ့အကြောင်းကိုပြောပါတယ်။အနည်းကြီးပဲဖြစ်ဖြစ်ပေါ့။ CRPH ပဲဖြစ်ဖြစ်အနည်းစစ်စီပဲဖြစ်ဖြစ်ပေါ့။ဆွာချေကိုတိဆောက်တဲ့အခါမှာကျွန်တော်ဘောဒါဖြစ်ဖို့လိုတယ်ပေါ့နော်။အဲ့ဒီအတွက်ကိုအားလုံးဟာဒီဖောင်းလောက်ဖို့လိုတယ်ပေါ့နော်။အားလားလေးပါဒါအကြောင်းအရအများကြီးတွေကတစ်ချက်ပါလေနော်။ကျွန်တော်တို့တိုင်းမားတွေနားလည်ထားတာကအမျိုးပြ ျွန်ရေးဆွဲနေတဲ့ဖွဲ့စည်းပုံကနိုင်ငံတော်ကို အာဘယ်လိုနိုင်ငံတကာကိုကျွန်တော်တို့ကဟိုပြရင်တက်တက်မဟုတ်ဘူးကြာကျွန်တော်တို့ကကျွန်တော်တို့တကယ်လက်တွေ့လောက်ကြချင်တာဖြစ်တယ်အဲ့ဒီမှာကျွန်တော် concept ပွားတယ်ကြာဆိုတော့ကျွန်တော်တို့ကဖွဲ့စည်းပုံကိုအများပြီးရင်းတယ်အများကျွန်တော်တို့သူနဲ့ရှင်ပြိုင်ဆိုရတဲ့ခုကိုကျွန်တော်တို့ကလူတို့ကထောက်ခံတဲ့ဆိုရတဲ့ခုကိုကျွန်တော်အများဆုံးပြီးသွားတော့မယ်အဲ့ဒါလိုနိုင်ငံရေးခြေကမှုနဲ့ကျွန်တော်တို့ကတွားချင်တာဖြစ်တယ်အဲ့ဒီမှာကျွန်တော်တို့ 个国汉天天打来骗得我喏，哎，哪里吧？是了，国家批准呢，大文化那时候是压力呢，力喏。说贷贷个快捷卡嘛嘞，还不落，落那快捷嘛？你讲现在主要是贷贷出来没报价了啦，没估啊。说贷贷出来个利比那嘞，非常里宽松又的贷贷什么会骗啦嘞？ အဲ့ဒါဒီပါပဲဆရာကျွန်တော်တို့ဟုတ်ကဲ့ပါအရေးကြီးမှုတွေကလွဲနေရဆိုတာဒါကိုပြောတာပါအဲ့ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီးအမျိုးသားညွညွေးအစိုးရ MUG ရဲ့ဝန်ကြီးချုပ်ယုံပြောဆိုခွင့်ရှိသူဥနေဖုံးလက်ကို DBB ကဆက်သွယ်မေးမြန်းခဲ့ပေမဲ့သဘောထားမပေးလို့သိဘူးလို့အကြောင်းပြန်ပါတယ်အမျိုးသားညွညွေးအတမကန်ကောင်စီအနေနဲ့ကောင်စီဝင်ဖြစ်ကနေယာယီဆိုင်းသွားတဲ့အဖွဲ့တွေကို MUCC ရဲ့လုံထုံးလုံနည်းတွေနဲ့အညီညှိနှိုင်းဆောင်ရွက်နေပြီး ဖက်ဒရယ်ဒီမိုကရေစီဘရိညင်ပါဂရီကုတ်တွေအရာတာဝန်တွေကိုဆက်လက်ဆောင်ရွက်သွားမယ်လို့လည်းထုတ်ပြန်ထားပါတယ်ကျွန်တော်အောင်သူပါခင်ဗျာအနာသိစစ်တပ်ကရာစတကြီးဥပဒေပုံမှား၅၅ကကြီနဲ့အမှုဖွင့်ခတ်ထားရတဲ့လက်ရှိဂျာနာဆဲအမှုတွေကိုပိတ်သိမ်းပစ်လိုက်တဲ့အပြင်အဲ့ဒီပုံမှားနဲ့လက်ရှိအကျဉ်းထောင်တွေထဲမှာဖမ်းဆီးခတ်ထားရသူတွေကိုခံဝန်နဲ့လွတ်ငြိမ်ချမ်းသာခွင့်ပေးလိုက်တယ်လို့နိုဝင်ဘာလ26ရက်ရက်စွဲနဲ့သတင်းထုတ်ပြန်ပါတယ်။ လက်ရှိတရားစွဲခံထားရဆဲဖြစ်သူ9580ရောက်ကိုအမှုပိတ်သိမ်းပေးလိုက်ပြီးထောင်နှံကြခံရသူ2360ရောက်ကို905ကကြီအတွက်ချမှတ်ထားတဲ့ပြည်ထန်တွေကိုခံဝန်နဲ့ရှော့ပော့ပေးလိုက်တယ်လို့ဆိုပါတယ်။ဒါ့အပြင်905ကကြီအမှုတစ်ခုတည်းနဲ့ထောင်နှံကြခံရသူ924ရောက်ကိုတော့ခံဝန်နဲ့လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တယ်လို့စစ်တပ်ကထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံမှာနိုင်ငံရေးတိုးတက်မှုတွေရှိနေတဲ့ဆိုပြီးယာယီအကာအကွယ်ပေးတဲ့အခြေအနေ DPS ကိုအမေရိကအစိုးရကတက်တမ်းမတိုးပဲထားဖို့ဆုံးဖြတ်လိုက်ပြီးနောက်တရက်မှာအခုလိုထုတ်ပြန်တာဖြစ်ပါတယ်ရာစတကြီးဥပဒေပုံမှန်905ကကြီးမှာတော့မိသူမဆိုစစ်တပ်ကအရာရှိတပ်သားနဲ့အစိုးရဝန်ထမ်းတွေကိုပုံကံဖို့ဒါမှမဟုတ်တာဝန်ဝတ္တရားပြက်ကွက်စေဖို့ကြံဆောင်တာမမှန်တဲ့ရင်ဖြန့်ဝေတာလို့ရင်ထောင်နဲ့သုံးနှစ်အထိချမှတ်နိုင်တယ်လို့ပြဋ္ဌာန်းထားပါတယ်။ နိုင်ငံအကျဉ်းသားများကူညီစောက်ရှောက်ရေးအသင်း AAPP ရဲ့နိုဝင်ဘာလ26ရက်နေ့စီရင်စရာတွေအရမြန်မာနိုင်ငံမှာနိုင်ငံအကျဉ်းသား2,200ရှိောက်ရှိတယ်လို့သိရပါတယ်ရှင်။ အဖြစ်ရသဘောတူညီချက်အရစစ်တပ်ကိုပြန်ပေးရဖို့ရှိနေတဲ့မန္တလေးတိုင်းမုကုံမြို့ထဲကရုံကိန်းနဲ့လောက်ွက်တွေမှာစစ်တပ်တပ်သားတရာကျော်စတင်ဝင်ရောက်နေရာယူထားတယ်လို့မုကုတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကပြောပါတယ်။ကြောက်ဖာဂိတ်မှာစစ်သား30အောက်အချုပ်မှာ20အပေါ်အချုပ်မှာ50ဌာနဆိုင်ရာရုံးတွေမှာ40နဲ့ပြောင်းပြင်ရွာထိပ်ရတနာရှင်လောက်ွက်မှာ30စုစုပေါင်းစစ်ကောင်စီတပ်သား190ခန့်ရောက်ရှိနေပြီလို့ဆိုပါတယ်။ ဒါအပြင်မြို့ကအများစုလည်းတိတ်ရှောင်သွားပြီးမြို့ထဲမှာ၆ကပ်နေတယ်လို့မုကုတ်ပါကဖတာဝန်ရှိသူတယောက်က DBB ကိုပြောပါတယ်။အလားတူမိုးမိတ်မြို့ထဲကိုလည်းနိုဝင်ဘာလ20ရက်နောက်ပိုင်းကစပြီးစစ်ကောင်စီတပ်သားတချို့ကတဖြည်းဖြည်းဝင်ရောက်လာပြီးမြို့ထဲကနေအိမ်တွေမှာနေရာယူထားတယ်လို့မိုးမိတ်ကစစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ မုံမိတ်နဲ့မိုးကုတ်အတွင်းကပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF တွေကိုလည်းမြို့အပြင်ကိုဆုတ်ခွာဖို့ TNL ကသတိပေးခဲ့ပြီးနောက်မြို့တွေကိုစစ်ကောင်စီတပ်တွေ ပြန်လည်ဝင်ရောက်နိုင်ဖို့ TNL တပ်သားအင်အားအများပြားကိုလည်းဖြတ်ကျက်ထားတယ်လို့သိရပါတယ်ရှင်။ ဖားကံမြို့နယ်ထဲစစ်တပ်ကစစ်ရေးလှုပ်ရှားမှုတွေခက်ဆက်ဆိတ်ပြုလုပ်လာတာကြောင့်တိုက်ပွဲတွေဖြစ်ပွားနေပြီးစစ်ကြောင်းမှုအပါအဝင်သုံးပန်းတချို့ကို KIA ကဖမ်းဆီးရမိထားပါတယ်ဟန်နာသတင်းပေးပို့ထားပါတယ်ရှင်ကချင်ပြည်နယ်ဖားကံမြို့စမ်းကြွယ်ကြီးရာညောင်ပင်ကုန်းနဲ့ကတဲ့မော်ရီဘက်ကိုနိုဝင်ဘာ25ရက်နေ့ကစစ်ကော်မရှင်တပ်တွေစစ်ကြောင်းထိုးလာတာကြောင့် KIA ပူပေါင်းတပ်တွေနဲ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ KIA စစ်ရေးတပ်ကြီးမြေကတိရပါတယ်တိုက်ပွဲအတွင်းစစ်ကြောင်းမှုအစင်း အရာရှိတယောက်အပါအဝင်စစ်တုံးဘတ်တချို့ကိုလည်းဖမ်းဆီးရမိတယ်လို့ဆိုပါတယ်။ဟုတ်စစ်ကြောင်းမှုအစင်းနဲ့စစ်ကြောင်းမှုအစင်းရရှိတယောက်နဲ့တချို့ကမ်းမိတာပေါ့နော်။အဲဒီအရောင်းမနီယာသူတို့စစ်ကြောင်းထိုးလာလို့ကျွန်တော်ဘက်ကခုခံတိုက်ခိုက်ခဲ့တယ်ပေါ့နော်။ဆန်ချွေတောင်ပြင်ကုန်းဒီတတိယမောင်ဘက်ကထိုးလာတယ်ပေါ့နော်။သူဘက်ကဒီခတ်ဒီဇုံးတော်ရှိတယ်။အလို့ရှိတော့ပြန်ဆုံးသွားတယ်ပေါ့။စစ်ကောင်မရှင်ပူပေါင်းတဲ့တွေဟာ25ရင်းနေမနှစ်ပိုင်းကစပြီးစစ်ကြောင်းနှစ်ကြောင်းခွဲပြီး ဂဒိန်မော်နဲ့လွန်ကင်ကျေးရွာတွေဘက်ကိုစစ်ကြောင်းထိုးနေတာဖြစ်ပါတယ်။ဒါအပြင်စကွန်ပရှင်တပ်တွေဟာနိုမာ25ရင်းနေကလက်နက်ကြီးဒရုန်းတို့နဲ့ပစ်ခတ်တိုက်ခိုက်တာကြောင့်ရဲသားနေအိမ်ထိခိုက်မှုတွေရှိပြီးဂဒိန်မော်မိသက်ယုံလဲထိမှန်ပစ္စည်းပြီးထိခိုက်တံရရသူလည်းရှိခဲ့တယ်လို့ဒေသခံတယောက်ကပြောပါတယ်။ညရောကထိခတ်တာကတော့ဒီတတိမော်ဒီဥစီအတရရဲ့အိမ်ပေါ့နော်ဒီတိုက်ပစ္စည်းတွေရဲ့ပေါ့နော်နောက်ပြီးတော့ဒီတတိယမိတ္တယုံလည်းလည်းနဲ့ချီထိတယ်အဲ့ဒီမိတ္တဝန်ထမ်းကြောင်လည်းလည်းနဲ့ချီစား ီမှန်ကြောတန်ရရလို့စီယုံပို့ထားတယ်ပေါ့နော်။တိုက်ပွဲရှိရှိမရှိရှိနေတိုင်းရလို့ energy တာရတော့တုံဆုံးတယ်ပေါ့နော်။ဒီလိုတွေရတော့ဒီ energy တန်ကြာရင်လာနေတယ်။နိုဝင်ဘာလ9ရက်နေ့ကစပြီးဖက်ကန်လုံခင်မော်စီစာကြီးရွာတခြားစစ်ရင်အလုံးရင်နဲ့စစ်ကောင်စီတပ်တွေစစ်ကြောင်းထိုးစီရေလှရှားလာတာကြောင့်နှစ်ဖက်တိုက်ပွဲပြန်လည်ဖြစ်ပွားလာခဲ့တာဖြစ်ပါတယ်ဖက်ကန်မှာစစ်ကောင်မရှင်စစ်ကြောင်းထမှန်ဝင်ရောက်လာတဲ့အခုအပတ်အတွင်းမှာပဲတိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ကြီးရွာရက်ွက်တီဘက်ကိုဦးတည်ပြီး လေကြောင်းအပြင်လက်နက်ကြီးစက်တိုက်ပစ်ခတ်မှုတွေကြောင့်ရဲသားတည်ဆုံမှုတွေလည်းစက်တိုက်ဖြစ်ပွားနေဆဲဖြစ်ပါတယ်။နိုဝင်ဘာလ17ရက်နေ့မှာ White Troll လေယာဉ်နဲ့လာရောက်ပုံကျဲခဲ့တာကြောင့်မိခင်ပြတူမြို့သမီးတို့ဦးတည်ဆုံပြီးကလင်းငယ်အပါဝင်မြို့သားတို့ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ဒါအပြင်နိုဝင်ဘာလ17ရက်နေ့မှာလည်းဖက်ကပ်ဖြူဟာကုန်းကနေလုံခင်အုပ်စုတော်မော်အတက်လန်းဂဒိမော်မဆာဘက်ကိုလက်နက်ကြီးစက်တိုက်ဖြစ်ခတ်ခဲ့တာကြောင့်ကလင်းငယ်တို့ဦးထမှန်တည်ဆုံခဲ့ပါတယ်။စစ်တပ်ကနေရပြန်ယူထားတဲ့ လုံခင်မော်စီစာနမဖြစ်မော်ဝမ်ဂျီမော်ဝမ်ကလေးစရိနေရာတွေကိုရာနှုံးပြည့်ထိန်ချုပ်နိုင်ဖို့အတွက်နိုဝင်ဘာလ6ရက်နေ့မှာဖကန့်ကာမိုင်နေရာလံပိုင်ကနေရဲတပ်သားတွေအပါအဝင်စစ်တောင်းထိုးတက်လာခဲ့ကြတာဖြစ်ပါတယ်ကျွန်မဟန္နာပါကရနီပြည်နယ်ဒီမော့ဆိုမြို့နယ်မှာဆစ်ဆောင်နေကြတဲ့ပြည်သူတွေအတွက်အနှွေးတဲ့နဲ့ဆောင်တွေလိုအပ်နေတယ်လို့ဆစ်ဆောင်တွေကိုကုညီပေးနေသူတွေကနိုဝင်ဘာလ26ရက်မှာပြောပါရတယ် ဒီမဆိုမှာလက်ရှိရာသီဥတုက17ဒီဂရီစင်တီဂရိတ်ကနေ19ဒီဂရီစင်တီဂရိတ်ကြားမှာရှိနေပြီးအဲဒါကြောင့်စစ်ရှောင်တွေအတွက်ဆောင်းနေလိုအပ်နေတာလို့ဆိုပါရယ်စစ်ရှောင်တွေနဲ့တော်လှန်ရေးဘော့တွေပါအနှွေးတဲ့ဥထုပ်ချေအိတ်နဲ့ဆောင်းနေလိုအပ်နေပြီးဆောင်းအပါသုံးတက်ချုံရင်တော့အေးဆက်နေတယ်လို့စစ်ရှောင်ရေးကူညီပေးသူတယောက်ကပြောပါရယ်ဒီမဆိုနောက်ဘက်ချမ်းမှာစစ်ရှောင်စခန်းပေါင်းတရာကျော်ထိရှိနေပြီးစခန်းတစ်ခုကိုလူဦးရေ900ကနေ1000ကျော်တဲ့စစ်ရှောင်စခန်းတွေလည်းရှိတယ်လို့သိရပါဗျ ဒီမော့ဆိုမှစစ်ပေးဆောင်ပြည်သူတသိန်းကျော်ရှိနေပြီးစစ်ဆောင်ကာလလေးနှစ်ကျော်လာတဲ့အတွက်စားနပ်ရိက္ခာနဲ့အနှွေးတဲ့ဆောင်တွေလိုအပ်နေပြီးအလှရှင်နေပါလာတယ်လို့ဆိုပါတယ်။ဒါပြင်ဒီမော့ဆိုမြို့နယ်ကနေရာတချို့ကိုစစ်ကောင်စီတပ်ကစစ်ကြောင်းထိုးနေတဲ့အတွက်စစ်ဆောင်တဲ့ဒေသခံတွေနေရာထွက်ရတာတွေလည်းရှိနေတယ်လို့သိရပါတယ်ရှင်။ ငြိမ်းချမ်းရေးသဘောတူညီချက်ရဖို့အတွက်ယူကရိန်းဘက်ကနည်းမြေစွလွတ်မှုလုပ်ကိုလုပ်ရမှာဖြစ်တယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့အထူးကိုယ်စားလှယ်စတီဝစ်ကော့ကရုရှားသမ္မတဗလာဒီမာပူတင်ရဲ့နိုင်ငံခြားရေးမူဝါဒအကြံပေးကို ပြောကြားခဲ့တယ်လို့ပေါက်ကြားခဲ့တဲ့ဖုန်းမှတ်တမ်းမှာဖော်ပြထားပါတယ်။ရုရှားသမ္မတဗလာဒီမာပူတင်ရဲ့နိုင်ငံခြားရေးမူဝါဒအကြံပေးယူရီဥရှာကော့နဲ့ပြီးခဲ့တဲ့အော်တိုဘာလ14ရက်နေ့တုန်းကဖုန်းပြောဆိုမှုမှတ်တမ်းကို Bloomberg သတင်းဌာနကရရှိခဲ့တာဖြစ်ပါတယ်။ နယ်မြေအလျှော့ပေးမှုက လိုကိုလိုအပ်တဲ့ကိစ္စဖြစ်ပြီးထရမ့်ကိုဂုဏ်ပြုဖို့ဆွေးနွေးမှုတွေကိုအပြုသဘောဆောင်ပြီးချဉ်းကပ်ဖို့ပါဝစ်ကော့ဖ်ကတိုက်တွန်းခဲ့ပါတယ်။ရုရှားဘက်ကလည်းဝစ်ကော့ဖ်ပြောတဲ့တချို့အချက်တွေကိုချက်ချင်းလက်ခံခဲ့ပြီးပူတင်ကထရမ့်ကိုဂုဏ်ပြုမှာဖြစ်ပြီးမစ္စတာထရမ့်ဟာတကယ်ငြိမ်းချမ်းရေးလူသားပါလို့ပြောလိုက်မယ်လို့တုံ့ပြန်ခဲ့ပါတယ်။ မကြမီမှာဝစ်ကော့ဖ်ဟာမော်စကိုကိုထပ်သွားပြီးရုရှားသမ္မတဗလာဒီမာပူတင်နဲ့တွေ့ဆုံမှာဖြစ်ကဂါဇာညရဲရဲမှာပါဝင်ခဲ့တဲ့ထရန့်သမတ်ဂျရက်ကူရှနာလည်းလိုက်ပါသွားမှာဖြစ်ကြောင်းသမ္မတထရမ့်ကိုယ်တိုင်ကအတည်ပြုပြောကြားထားပါတယ်ရှင်။ ဗင်နီဇွဲလားသမရနီကိုလတ်စ်မာဒူရိုဟာကာရာကတ်စ်မြို့တော်မှာအရက်ပတ်စစ်ဘက်ခြေတပ်ပွဲကိုနိုဝင်ဘာလ25ရက်မှာဦးဆောင်ခဲ့ပြီးတော့ဘဲအင်ပါယာရဲ့ချိန်ချောက်မှုကနေမဆိုနိုင်ငံကိုကာကွယ်ဖို့ကတိပြုခဲ့ပါတယ်။အရက်သားတွေနိုင်ငံရေးသမားတွေနဲ့လက်နက်ကိုင်တပ်ဖွဲ့တွေအကြားစီလုံးညညမှုကိုတောင်းဆိုခဲ့ပါတယ်။ထိုက်တဲ့အစိုးရအရာရှိတွေနဲ့စစ်ဘက်ဝန်ထမ်းတွေတက်ရောက်ခဲ့တဲ့အဲ့ဒီအခမ်းအနားမှာမျိုးသားရေးတင်ကြတာတွေကိုဂုဏ်ပြုခဲ့ပြီးအထူးသဖြင့်အမေရိကန်ပြည်ထောင်စုအပါအဝင် ပြပအဖြစ်အားတွေကိုဗီနီဇွဲလာကခုခံမယ်လို့ပြန်အတည်ပြုခဲ့ပါတယ်။မာဒူရိုကတတိရှိရှိနဲ့ဆွန့်လွတ်အနေနာခံဖို့တိုက်တွန်းခဲ့ပြီးတော့ဘိုလီဗာရဲ့အမွေအနှစ်ကိုရည်ညွှန်းရင်းဒီကောင်းချီးမင်္ဂလာရှိတဲ့မြေရက်တလက်မချင်းစီကိုကာကွယ်ဖို့နိုင်ငံကို တိုက်တွန်းခဲ့ပါတယ်။အမေရိကန်စစ်ရေးချိန်ချမှုတွေနဲ့ဖိအားတွေတိုးလာနေတဲ့ဗီနီဇွဲလာနိုင်ငံမှာလက်ရှိဖြစ်ပေါ်နေတဲ့နိုင်ငံရေးနဲ့စီးပွားရေးတင်းမာမှုတွေကြားမှာဒီချီတက်ပွဲဖြစ်ပေါ်လာတာလည်းဖြစ်ပါရဲ့ရှင်။ လာမယ့်2026ကမ္ဘာဖလားမှာဦးစားပေးအဆင့်ထိတ်ဆုံးလေးနိုင်ငံအချင်းချင်းဆီမီဖိုင်နယ်မတိုင်ခင်တွေ့ဆုံတော့မှာမဟုတ်ပါဘူးကမ္ဘာဘောလုံးအဖွဲ့ချုပ်ဟာလာမယ့်2026ကမ္ဘာဖလားကစတင်ပြီးထိတ်ဆုံးလေးနိုင်ငံကိုစန့်ကျင်ဘက်မဲအိုတစ်ဖက်စီမှာထားပြီးမဲခွဲမှဖြစ်လို့ဆီမီဖိုင်နယ်မတိုင်ခင် ထိတ်တိုက်တွေ့ဆုံခြင်းမရှိဖို့လှုံ့ဆော်ခဲ့တာပါ 2026ကမ္ဘာဖလားအတွက်ဥစားပေးအဆင့်သတ်မှတ်ရမှာစပိန်ကအဆင့်၁အာဂျင်တီးနားကအဆင့်နဲ့ပြင်သစ်ကအဆင့်၃နဲ့အင်္ဂလန်ကအဆင့်၄သတ်မှတ်ခံထားရတာကြောင့်အဲ့ဒီအသေးလေးသင်းကနောက်တစ်ဆင့်တက်ခဲ့မယ်ဆိုရင်ဆီမီဖိုင်နယ်မတိုင်ခင်တွေ့ဆုံတော့မှာမဟုတ်ပါဘူး။ဒါအပြင်အင်္ဂလန်နဲ့ပြင်သစ်စပိန်နဲ့အာဂျင်တီးနားတို့ဟာလည်းဘောလုံးပွဲရောက်မှာပဲတွေ့ဆုံနိုင်တော့မှာပါ။ FIFA အနေနဲ့ထိတ်တန့်အသင်းကြီးတွေကိုပြိုင်ပွဲရဲ့အစောပိုင်းအဆင့်တွေမှာတွေ့ဆုံခြင်းမရှိဖို့လှောက်ဆောင်ခဲ့တာဖြစ်ပြီးတော့ ်ဦးစားပေးအဆင့်ထိတ်ဆုံးလေးနိုင်ငံအတွက်လဲအာသာချက်တွေရရှိစေမှာပါအင်္ဂလန်သင်းဟာ2022ခုနှစ်ကကမ္ဘာဖလားမှာပြည်သစ်အသင်းနဲ့ကွာတာဖိုင်နယ်မှာပဲတွေ့ဆုံပြီးရှုံးနိမ့်ထွက်ခွာခဲ့ရသလိုယူရို2024ဘောလုံးပွဲမှာလည်းစပိန်အသင်းကိုရှုံးနိမ့်ပြီးဆုဖလားလက်လွတ်ခဲ့ရပါတယ်ရှင်။ DBB ရုပ်မြင့်တန်ကြားရဲ့မနက်7:00နာရီတွင်ကိုရှုစားခဲ့ရတာပါမနက်7:00နာရီမှာလည်းထပ်ပြရရှိတဲ့သတင်းတွေကိုဖြည့်ဆွတ်တင်ဆက်ပေးအောင်ပါကျွန်မကတော့ချီချိုဆက်မကျေးဇူးတင်ပါတယ်ရှင် DBB ရုပ်မြင်သံကြားပရိသတ်များမင်္ဂလာပါခင်ဗျာအပတ်စဉ်ပုံမှန်တက်ဆက်ပေးနေကြဖြစ်တဲ့ပြည်သူအစားပါစပ်အငားပေးဆိုင်များဖကြားခြင်းတော်တူ DBB စီစဉ်ပြန်လည်ထုတ်လွှင့်ဖို့အချိန်ကြာရောက်လာပါပြီခင်ဗျာဒီတစ်ပတ်မှာလည်းကျွန်တော်နဲ့တူတူဖကြားပေးမယ့်သူကတော့မတ်တီဗီပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့မင်္ဂလာပါမတ်တီဗီဟုတ်ကဲ့မင်္ဂလာပါကောင်ကျော်ရေအပတ်စဉ်တင်ဆက်ပေးနေတဲ့ကျမတို့ရဲ့တော်တူ DBB စီစဉ်ဒီတစ်ပတ်တော့ထုတ်လွှင့်မယ့်အချိန်ပြန်ရောက်လာပါပြီရှင် ဟုတ်ကဲ့ပါဒီတစ်ပတ်မှာဘေးစာတွေထဲကမှာပထမဦးဆုံးဖက်ပြပေးခြင်းနဲ့ဘေးစာကတော့ဒီစကိုင်းတိုင်းကတာမြို့နယ်တွေကရေးသားပေးပို့လာတဲ့ဘေးစာနဲ့ဖက်ပြခြင်းပါတယ်ခင်ဗျာရေးသားထားတဲ့အကြောင်းအရာကတော့မင်္ဂလာပါတော်တူ DPP ဖွဲ့သားအားလုံးနေကောင်းကြပါစေကျမကကတာမြို့နယ်အင်းရွာကပါ ကျမတို့ကတာနယ်ကျေးလက်ဒေသတော်လန်ရေးစုမှုနယ်မြေမှာရှိတဲ့ အန်ယူဂျီအစိုးရတရားရေးဝန်ကြီးဌာနကတရားသူကြီးများအောက်ခြေမြို့နယ်အထိစစ်စစ်ကြည့်ကြပေးပါမြို့နယ်တရားသူကြီးအားလုံးကို ပြောတာမဟုတ်ပါဘူးကတာမြို့နယ်ကတရားရေးတရားသူကြီးကိုပြောတာပါအောက်ခြေမှာလောင်းကစားတိုင်တွေကသူတို့ငွေမရရင်တရားသူကြီးကိုတိုင်တယ်ထိုးသားတွေက ထောင်ကျပါတယ်ဒီလိုဖြစ်ပျက်နေတာတွေကိုအောက်ခြေမြို့နယ်အထိစစ်စစ်ပေးပါလို့လူကြီးများများကိုပန်ကြားအပ်ပါတယ်ဆိုပြီးတော့ ဒီကတာမျိုးနဲ့အင်းရွာကရေးသားပေးပို့လာတဲ့ပေးတာကိုတော်တူ DPP စီစဉ်မှာပထမဦးဆုံးဖျက်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါကိုအောင်ကျော်ရေဒီတစ်ခါကျွန်မဖျက်ပြပေးစင်တဲ့ပေးစာကတော့ AR တိုင်းလေးမျက်နှာမျိုးနယ်ကနေပေးပို့လာတဲ့ပေးစာပါရှင်မင်္ဂလာပါတော်တူ DPP ရဲ့ AR တိုင်းဟင်းတရခရိုင်လေးမျက်နှာမျိုးမှာရှိတဲ့မူလာရန်ကျောင်းတွေမှာလစာထုတ်တဲ့အခါဝန်ထမ်းတွေရဲ့လစာတွေကငွေကြေးဖြတ်တောက်မှုတွေများလာပါတယ် ကုန်စည်နှုန်းတွေကြီးမြင့်လာတဲ့အတူကျောင်းစုခေါင်းဆောင်တွေကပညာရေးဝန်ထမ်းပေါ်ဖြတ်ငွေတွေလည်းတိုးပြီးဖြတ်နေပါတယ်တဲ့ပြီးခဲ့တဲ့အော်တိုဘာလ31ရက်နေ့မူလာရန်ကျောင်းတွေရဲ့လစာဖြတ်ငွေက9600ကျပ်ဖြစ်ပါတယ်အခုလိုဝန်ထမ်းတွေရဲ့လစာငွေတွေမဖြတ်စေဖို့တက်ဆိုင်ရာတာဝန်ရှိသူတွေကဆောင်ရွက်ပေးစေလိုပါတယ်အလဲတန်းအထက်တန်းကျောင်းတွေမှာတော့ဖြတ်ငွေကအနည်းငယ်သာရှိပြီးမူလာရန်ကျောင်းတွေရဲ့ဖြတ်ငွေကအလွန်များပြားနေပါတယ်နောက်ပြီးဒီလိုဖြတ်တဲ့ငွေတွေရဲ့ခေါင်းစဉ်အသေးစိတ်ကိုလည်းဖော်ပြထားတာမရှိပါဘူး ဒါကိုတာဝန်ရှိတဲ့သူတွေသိရှိအောင်တော်တူ DBB ကနေတစဉ်ဖတ်ကြားပေးပါတော်တူ DBB အဖွဲ့သားများမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေဆိုပြီးတော့ရင်းဖွင့်ရေးသားလာပါရှင်ဟုတ်ကဲ့ပါမတီကျွန်တော်ဆက်ပြီးတော့ဖတ်ပြပေးမယ်နောက်ထပ်ပေးသားတောင်ကလည်းကတာမျိုးနေတွေကရေးသားပြပူလာတဲ့ပေးသားပဲဖြစ်ပါတယ်ခင်ဗျာဒီခါရေးသားပြပူလာတဲ့ပေးစာကတော့မင်္ဂလာပါတော်တူ DBB ကျမတို့ကတာနေမှာနိုဝင်ဘာလ2ရက်နေ့ကနေခုစာကိုပြပူတဲ့ နိုဝင်ဘာလ6ရက်နေ့ထိမိုးရေရွာသွန်းနေပါတယ်။အဲ့ဒီလိုမိုးရွာပြီးရေတွေကြီးလို့ရေသိမ်းတောင်သူတွေရဲ့ပဲနှံစပားတွေခြေကြောက်ပျက်စီးလို့တောင်သူတွေခတ်တွေ့နေရပါတယ်။မြန်မာပြည်ကြီးလည်းအများဆုံးအေးချမ်းပါစေအားလုံးအဆင်ပြေကြပါစေလို့ဆုတောင်းလိုက်ရပါတယ်။ဆိုပြီးတော့ဒီမှာဒီကျွန်တော်တို့ဒီကတာနေထဲမှာမိုးရေရွာသွန်းလို့စပားဆိုင်အေကာတွေလေတွေဒီနံတွေခြေနစ်မြုပ်နေရတဲ့အကြောင်း ရေးသားပြပို့လာတဲ့ပြင်ဗီဒီယိုဖိုင်နဲ့ပါပြပို့လာပါတယ်ခင်ဗျာဟုတ်ကဲ့ပါအခုလိုပြပို့လာတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ကျွန်တော်တို့ရဲ့ပြည်သူအစားပါဇက်အငှားပေးစာများဖတ်ကြားခြင်းတော်တူ DPP စီစဉ်ကိုစာရေးရေးသားပြပို့တော့မယ်ဆိုရင်ကုဒေတာကုပုံဝင်ခြင်းမှာဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကိုရေးဖွင့်စာရင်းမဟုတ်ဘဲနဲ့တပ်ပုံတွေဗီဒီယိုဖိုင်တွေနဲ့ပါပူတွဲပြီးတော့ရေးသားပြပို့လို့ရပါတယ်ခင်ဗျာရေးသားပြပို့တော့မယ်ဆိုရင်တော့အီးမေးလ်ကနေတဆင်ရေးသားပြပို့တော့မယ်ဆိုရင် www.dvv@gmail.com ကနေရေးသားပေးပို့နိုင်ရပါတယ်။ Facebook ကလည်းရေးသားပေးပို့တော့မယ်ဆိုရင် တော့ facebook.com မြင်းဆောင် .2dvv ရဲ့ messenger ကနေတစ်ဆင့်ရေးသားပေးပို့လို့ရပါတယ်။ Viber ဖုန်းနံပါတ်ကနေတစ်ဆင့်ရေးသားပေးပို့တော့မယ်ဆိုရင်တော့အပေါင်း66 8112 946 395ကိုရေးသားပေးပို့နိုင်ကြပါတယ်ခင်ဗျာ။ ်ကဲ့ပါကိုအောင်ကျော်ရေဒီတစ်ခါကျမဖတ်ပြပေးခြင်းနဲ့ပေးစာကလည်း ARV တိုင်းထက်ရပေးစာပါပဲရှင်။မင်္ဂလာပါတော့တူ DBB ရေးရဲ့ကျွန်တော်ကတော့ ARV တိုင်းဒေသကြီးဓနုပြည်မြို့နယ်ကပါ။ကြားရတဲ့သတင်းတွေကမကောင်းဘူးဗျ။နောက်ပြီးဒီဇင်ဘာလမှာကျင်းပပြုလုပ်မယ်စစ်ကောင်စီကျင်းပတဲ့ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲမှာ NLD နဲ့တော်လှန်ရေးအဖွဲ့တွေမပါရင်မဲမထည့်ဘူးလို့ပြောချင်ပါတယ်ဆိုပြီးတော့ရေးသားပြပို့လာပါရှင်။ ဟုတ်ကဲ့ပါအခုဆိုရင်ဒါအာနာသိစက်တကဥဆောင်ပြုလုပ်မဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဒါအဖွဲ့သီးတတိယရောတော်လန်အင်အားစုတွေတတိယရောဒါကမ်ပိန်းတွေအများကြီးလုပ်နေရလဲ live ပေါ်မှာတွေ့နေရပါတယ်ခင်ဗျာဟုတ်ကဲ့ပါမတီကျွန်တော်ဆက်ပြီးတော့ဖကြပေးမယ်နောက်ထပ်ပေးစာတစ်သောင်းကတော့ဒီမန္တလေးတိုင်းမိုးကုံးမြို့နယ်တွေကရေးသားပြပူလာတဲ့ရခွင်စာပဲဖြစ်ပါတယ်ခင်ဗျာရေးသားထားတဲ့အကြောင်းအရာကိုဖက်ပြရမယ်ဆိုရင်မင်္ဂလာပါကျွန်တော်ကတော့မိုးကုံးမြို့မှာနေထိုင်တဲ့မြို့ကန်တူပါ TNL ကမူကုမျိုးကနေပြန်လဲဆုတ်ခွာတော့အခုလက်ရှိအခြေအနေမှာမြို့ကန်အားလုံးကစိုးရိမ်တော့ကအများပြားဖြစ်နေကြရပါတယ်ပြီးတော့မြို့ကန်တွေကိုတချမ်းမငဲမကြည့်ပဲနဲ့မြို့ကိုစစ်ကောင်စီလက်ထဲကိုထိုးအပ်ခဲ့ပါတယ်အခုဆိုမြို့ကန်ဒီမှာကရှောင်ဖို့နေနေတတာစောင်းဝင်နေတော့မနေ့ပြေလဲအောင်ကြိုးစားနေကြရပါတယ်နောက်ပြီးတော့အန်ယူဂျီကလည်းဘာမှမထုတ်ပြန်မြို့ကန်ဒီအတွက်ကတော့တကယ်ကိုရင်လေးရတာပါပဲ အန်ယူဂျီကိုအဓိက ပြောချင်တာကတော့လက်ရှိအခြေအနေမှာຫນွေဥဒေါ်လာရေးဟာတချို့အတွက်အရန်လုံစားလို့ကောင်းတဲ့စီးပွားရေးကွင်းတစ်ခုလို့လုံနေသေးကတော့ဒေါ်လာရေးဘယ်တော့မှမအောင်နိုင်တော့ဘူးလို့ပဲထင်ပါတယ်တကယ်ထိရောက်အောင်လို့ကိုအချိန်တန်ပါပြီလို့ပဲပြောချင်ပါတယ်ဒေါ်တူ DVV ဖွဲ့သားများအားလုံးကိုအထူးကျေးဇူးတင်ပါတယ်မိုးကုတ်မြူသားတယောက်ဆိုပြီးတော့ရင်ဖွင့်ရေးသားပေးပို့လာတဲ့ပေးတာကိုဖျက်ချပြလိုက်ပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါကောင်ကျော်ရေဒီတစ်ခါဖတ်ပြပေးခြင်းနဲ့ပေးစာကတော့စကိုင်းတိုင်းဆလင်းကြီးမြို့နေရာပြပို့လာတဲ့ပေးစာပါရှင်။တော့ TDPY တို့သားများမင်္ဂလာပါခင်ဗျာတဲ့။စာရေးသားပြပို့လာသူလည်းမင်္ဂလာပါရှင်။ကျွန်တော်ကတနက်ပြောင်းချာကလက်ဗရောင်းသားပါခင်ဗျာ။တော်လန်ရဲဘော်တို့ရဲ့လိုအပ်ချက်နဲ့အမားဖြစ်သွားနိုင်တဲ့လိုရက်တွေကိုတင်ပြသွားမှာပါ။တော်လန်ရဲချာလာနဲ့အမြပြည်သူတွေစားနပ်ရိတ်ခါတွေစားဝတ်နေရေးခက်ခဲတဲ့ပြဿနာတွေရင်ဆိုင်လာကြတာပြည်သူပဲအတီးပါ။ အရင်ကကိုလှုပ်ခဲ့တဲ့အလုပ်ပဲဖြစ်ဖြစ်ကြုံရအလုပ်ပဲဖြစ်ဖြစ်လှုပ်ကြရပါတယ်။စေအုပ်စုနဲ့မကင်းတဲ့အလုပ်ပဲဖြစ်ဖြစ်တရုတ်နဲ့မကင်းတဲ့အလုပ်ပဲဖြစ်စီလှုပ်ကြရပါတယ်။နောက်ဆုံးပြောချင်တဲ့စကားကတော့ပြည်သူဟာထောက်ဖို့ပါ။ပြည်သူနဲ့ပေါင်းပါ။တော်လရင်မှာပြည်သူညှို့ညင်အောင်မလုပ်ပါနဲ့။အမျိုးသားညီညွတ်ရေးဆိုရရဲ့ပြည်သူကိုအကာအကွယ်ပေးတဲ့စစ်တီတော်တဦးတယောက်ချင်းစီရဲ့လိုက်နာရတဲ့ကျင့်ဝတ်တွေကိုကြည့်ပါ။လိုက်နာပါလို့အကြံပေးချင်ပါတယ်။တော်တူ DBB ဝိုင်းတော်သားများကိုစိတ်နှပြပေးရန်ကြွားပြီး ချမ်းသာဒုက္ခပြည့်စုံကြပါစေလို့ဆန္ဒပြုလိုက်ပါတယ်ဆိုပြီးတော့ဤတာပြုပို့လာပါရှင်။ဟုတ်ကဲ့ပါမသိဘူးကျွန်တော်အခုဆက်ပြီးတော့ဖတ်ပြပေးမယ်နောက်ထပ်ဘေးသာတစ်စောင်းကတော့ဒီမကွေးတိုင်းမင်းလာမြို့နယ်ကဤတာပြုပို့လာတဲ့ဘေးသာပဲဖြစ်ပါတယ်ခင်ဗျာ။ဤတာထားတဲ့အကြောင်းအရာကိုဖတ်ပြရမယ်ဆိုရင်မကွေးတိုင်းမင်းလာမြို့နယ်တရက်ရေနံမလမ်းခွဲဖြစ်တဲ့ Sisno လမ်းခွဲမှာ ထိုင်တဲ့တက်ကနေပြီးတော့ចောင်းသားတွေကိုပေါ်တာဆွဲနေပါတယ်။ အဲ့ဒီလိုပေါ်တာဆွဲခံရတာကိုဖုံးဆက်လာမှသိရပြီးတော့เจ้าကဆရာတွေငွေပေးပြီးလိုက်ထုတ်မှပြန်လွှတ်ပေးပါတယ်။မကွေးတိုင်းစစ်စလို့လံခွဲမှာအထိုင်ချတဲ့တက်ကပါ တက်အမှတ်ကိုတော့မသိရပါဘူး။ဒါကိုအများသိအောင်ဖျားပေးပါအောင်ဆိုပြီးတော့ကျွန်တော်တို့ဒီမကွေးတိုင်းမင်းလာမြို့နယ်တေရဲ့ရေနံမလံခွဲဖြစ်တဲ့ဒီစစ်စလို့အထိုင်လံခွဲမှာရှိတယ်ပေါ့လေ။ဒါထိုင်တဲ့တက်ကနေပြီးတော့အเจ้าသားတွေကိုဒါစစ်မှုထမ်းဖို့အတွက်ပေါ်တာဆွဲနေတဲ့အကြောင်း ပြီးငွေကြေးနဲ့ပြန်လည်ပြီးတော့ရွေးခိုင်းတဲ့အကြောင်းရေးသားပြပလာတဲ့ပေးစာကိုတော်တူ DVP စီစဉ်ကနေပြီးတော့အားလုံးသိအောင်ဖတ်ပြပေးလိုက်ရပါခင်ဗျာဟုတ်ကဲ့ပါကောင်ကျော်ကြီးအခုတစ်ခါဖတ်ပြပေးစင်တဲ့ပေးစာကလည်းမကွေးတိုင်းနဲ့ရပေးစာပါပဲရှင်လေးစားချစ်ခင်ရပါတော့တဲ့ DVP ဝိုင်းတို့သားများမကွေးတိုင်းထဲမှာလုံချုံကြီးအကြောင်းပြပြီးခိတ်ချရတဲ့စစ်သားများနဲ့လက်နက်ကင်ဓမြဆဆန်ငွေတောင်းကြီးကအမျိုးမျိုးပါပဲ။ မကွေးမျိုးကစပြီးတော့ကံပြားလန်ခွဲရေနံချောင်းမျိုးကနေပြီးခွေးချိုရွာကြောက်ပတောင်အဲ့ဒီကနေမန္တလေးအထိပါပဲလမ်းမှာရှိတဲ့ gate တွေကစမက်ကတ်အမှတ်ပုံတင်ထောက်ခံစာအကုန်ဆစ်ကြပါတယ်နောက်ဆုံးစမက်ကတ်ကိုပလတ်စတစ်မလောင်းနိုင်ရင်3000အမှတ်ပုံတင်လဲဖို့ရက်လွန်နေရင်9000ကျဲစကံအုတ်ချုပ်ရည်မှုထောက်ခံစာမပိုင်3000တန်ရိုက်ပါတယ်။ဒီကြားထဲလမ်းဘေးကားကားထိုးခိုင်းပြီးတော့လက်နက်ကင်ကလက်ဖက်ရည်ဖို့လဲတောင်းကြပါသေးတယ်။ပြည်သူတွေကမရှိလို့လိုင်းကားစီးကြတာပါ မဖြစ်လို့သွာလာနေကြတာပါစစ်သားတွေမြည်ရုံလောက်အောင်ဖြစ်မိနေတာလေအထက်လူကြီးမြေများတိစီရင်ရေးသားပေးပို့လိုက်ပါတယ်ကျေးဇူးပါ DBB ဆိုပြီးတော့ရေးသားလာပါတယ်ရှင်ဟုတ်ကဲ့ပါဒီမှာဆိုရင်လည်းဒါတွေ့ရတယ်ပေါ့နော်ဒီလမ်းမှာရှိတဲ့ဒီစစ်စေးခိတ်တွေကနေပြီးတော့ဒါဥပဒေပြဋ္ဌာန်းချက်ထဲမှာမပါလွန်တဲ့ဒါပြဋ္ဌာန်းချက်တွေနဲ့ဒါပတ်စံတောင်းငွေညှင့်နေတဲ့အကြောင်းပေါ့နော်ဒီမှာဆိုရင်ဒါစမတ်ကတ်တွေမှတ်ပုံတင်နေဒါဆစ်ပြီးတော့ plastic ကမလောင်းထားဘူးဆိုရင်တော့မှာပဲ ွေကြေးတောင်းနေတယ်ဆိုတဲ့ဟာတွေကလည်းဒါခီးသွားပြည်သူတွေအတွက်တကယ်ကိုဒုက္ခရောက်စေတဲ့အခြေအနေပေါ့နော်ဟုတ်ကဲ့ပါမသိဘူးကျွန်တော်ဆက်ပြီးတော့ဖတ်ပြပေးမယ်နောက်ထပ်ပေးစာတစ်စောင်ကတော့ဒီမုံရမန္တလေးလမ်းလျှောက်မှာရှိတဲ့ခေတ္တနဲ့ပတ်သက်ပြီးတော့ရေးသားပေးပို့လာတဲ့ပေးစာကိုဖတ်ပြချင်ပါတယ်ခင်ဗျာရေးသားထားတဲ့အကြောင်းအရာကတော့မင်္ဂလာပါ DVB ကျွန်တော်တို့မုံရမန္တလေးကားလမ်းတစ်လျှောက်မှာခိတ်တွေကတအားကိုများနေပါတယ် ဂိတ်တွေအကုန်လုံးကပတ်စံတောင်းလို့ကာသမားတွေအတွက်ဘာမှမကြံတော့ပါဘူးအဆိုးဆုံးကတော့မြောက်လန်းခွဲဂိတ်ကအဆိုးဆုံးဖြစ်နေပါတယ်ကားအကြောင်းဘာတစ်ခုမှနားမလဲကားအကြောင်းဘာမှမသိပဲနဲ့ပတ်စံတွေတောင်း3000တောင်း4000တောင်းတဲ့ကာသမားတွေကသူတို့တောင်းတဲ့အတိုင်းပေးနေရပါတယ်မြောက်လန်းခွဲဂိတ်မှာထိုင်နေတဲ့အသက်ကြီးကြီးအရာရှိကလည်းပတ်စံအတောင်းအရန်ကျမ်းပါတယ် ဖသမားတွေကဒုက္ခပေါင်းများစွာနဲ့အသက်နဲ့ရင်းပြီးတော့သွားနေကြရတယ်ဆိုတာကိုသူတို့ကမသိကြဘူး။နောက်ပြီးတော့သခိုင်းနာပေါက်ကရင်ထိန်နဲ့ရင်ထိန်နဲ့သခိုင်းမန္တလေးရင်ထိန်ကလည်းပတ်စံအတောင်ကျမ်းပါတယ်။ဂိတ်တွေချတယ်ဆိုတာက လုံကြုံကြီးအတွက်ချထားပေးတာဖြစ်ပါတယ်။ပတ်စံအတောင်